ကျွန်တော်တို့ဆယ်ကြိမ်ပေါ့နော်ဆယ်ကြိမ်ဆယ်ကြိမ်တော့ရောက်လာပြီကျွန်တော်ကနန်းလေးတစ်ခွက်တွေ့လေကိုလေးလေးလေကိုပြီးရှင်းပေါ့လေကိုပြီးရှင်းတွေ့လိုက်လေးကျွန်တော်တို့နှစ်ကတိတိချော့နော်ဒီနေ့နှစ်နှစ်ခွန်နှစ်နှစ်ခွန်ဆိုပြီးတော့338တော့388လို့လာပါတော့ကစားခုပေါ့လေလေကိုပြောမြောက်ပေါ့နော်ပြောမြောက်ကျွန်တော်တို့စီးကြောရတယ်ကစားလို့ရတယ်လို့ပြန်လေးကျွန်တော်တို့အရင်လိုရင်းလေးတွေကျင်းသွားလိုက်မယ် လိုချင်လေးတွေကျင်သွားလိမ့်မယ်ဆိုတော့ကျွန်တော်တို့ဒီမှာကပရိန်ကြီးတည်ခဲ့တာကကျွန်တော်တို့ဒီဘက်ကငါးခုရှက်ဘယ်မှာပြောလို့လည်းမရအောင်ကျွန်တော်တို့စီကြောကစားလေးဆိုတော့သူကရှေ့မှာဘယ်လိုတွေဖြစ်ခဲ့တယ်ဆိုတော့ကြည့်ပြီးကျွန်တော်တို့ကတွေးတော့နော်360ဆောင်းထုတ်ပြီးငါးခုရှက်ပုံထက်တယ်ဒီမှာလဲဒါခဏခဏကစားနေတယ်စီကြောပဲနော်360ဆောင်းထုတ်တယ်ငါးခုရှက်ကတည့်တာနော်ဟုတ်ပြီအဲ့ဒီ360ထိတိတုံးလုံးဆောင်းထုတ်ခဲ့တာဒါလေးမှပြလိုက်ပါနော်360လေးပဲဆောင်းထုတ်ပြီးတော့ငါးခုရှက်ကပရိန်ကြီးတည့်တယ်လား ဲဒဲတဲ့ပြီးတော့အဲ့ဒီ9ခုရှိတဲ့ကိုတော့80ရဲ့အောက်မှာ98ခုနေစောင်းခဲ့တာ80ရဲ့အောက်မှာဒါအချိန်တိုင်း98ခုနေစောင်းပြီးတော့မှ9ခုရှိတဲ့ကိုဒဲတွေပြန်ထုတ်တာထုတ်ပြီးတော့အဲ့ဒီ9ခုရှိကနေတဏ္ဍပြလိုက်ရင်ခွန်ထိတ်၃လုံးတန်းတာအဲ့ခွန်ထိတ်၃လုံးတန်းတာရဲ့ဒီအောက်ဆောင်မှာ၃၃တက်ကိုကျွန်တော်တို့ကကြည့်မှာညတော့ဘီဒီမှာလည်း9ခုရှိရဲ့၃နောက်ပိတ်၃လုံးတန်းတယ်ညဆိုခွန်ထိတ်၃လုံးတက်ကတန်းတာပဲအဲ့ခွန်ထိတ်၃လုံးတန်းတဲ့ဒီကြောင်းနဲ့အချိန်တိုင်းကိုကျွန်တော်တို့လှန့်ကြည့်မှာ ုံးသုံးသိလို့ပဲကဏ္ဍမျိုးလာနိုင်လာနိုင်လဲလို့ကျွန်တော်တို့တွေးယူမှာပေါ့နော်တွေးယူမှာဆိုတော့ဟုတ်ပြီအဲ့ဒါဆိုရင်ကျွန်တော်တို့ကသုံးသုံးသိလာတယ်လို့တွေးမှာဆိုတော့ကျွန်တော်လူရင်းအရင်ပြောလိုက်မယ်အဲ့ကဏ္ဍကဘယ်မှာစတင်ခဲ့တာလဲဆိုတော့နောက်ပြောမှာကျွန်တော်တို့စီကျော်ဆက်တွေးကြတာပေါ့နော်သုံးခွန် different တဲ့တာသုံးခွန် different တဲ့တဲ့ဒီတော့သုံးသုံးသိလို့တဲ့ခဲ့တာအဲ့ဒီသုံးသုံးသိကတည်းကလေးဆက်ပြေးလိုက်၄၆သုံးလို့လှဲတာ နော်အဲ့ဒီလေးချောက်တုံးလှဲတာလေးချောက်တုံးကနေဒီဘက်ပြလိုက်နှစ်ချောက်တစ်တစ်ခွန်ရှင်လေးတွေနှစ်သုံးခွန်ငါးလေးကောင်းထိုးပြီးဒီဘက်မှာငါးလေးသုံးဆောင်ထိုးပြီးလေးငါးသုံးခွန်ရှင်တည်တာအဲ့ရောက်မလားနော်အဲ့တဲ့ပင်ကြီးကခွန်သုံးတစ်ကနေစားမှာနော်အဲ့ဒါဆိုနောက်တစ်ခါကနောက်တစ်ခါကလည်းသုံးခွန်တစ်ကစားတာပဲသူကကိုလေးလေးလို့တည်တာကိုလေးလေးတည်ပြီးဒီဘက်မှာလေးချောက်တုံးကိုတစ်ခါခါသုံးလုံးလှဲတာနော်လေးချောက်တုံးကဒီဘက်မှာလေးချောက်တုံးကအသက်ပဲလေးချောက်တုံး ခါတော်လုံးလေးတိုင်းအောက်ပြေးလိုက်တချောင်းလေးတလေးရှိခုလေးနဲ့နှစ်သုံးနဲ့နှစ်သုံးခွန်ကကောင်းထုတ်ပြီးငါးလေးသုံးလေးကောင်းထုတ်တယ်လေးငါးသုံးဖရင်ကိုတည်လာအဲ့လေးငါးသုံးတွေကတကဘယ်ဟလာသူကစင်ချင်းသွားမှာပေါ့နော်ဟုတ်ပြီအဲ့ဒါဆိုရင်ခုကျွန်တော်တို့မှတ်လိုက်ရအောင်ခွန်သုံးတင်းနဲ့အတူသုံးခွန်တင်းနဲ့အတူကျွန်တော်တို့၃၃တက်ကတည်တယ်အဲ့၃၃တက်ရဲ့ဒီဘက်မှာ၄၆၃လို့လှဲခဲ့တာနော်ဟုတ်ပြီအဲ့ဒီလှဲခဲ့တဲ့၄၆၃ကအဲ့ဒီနေထဲမှာပဲသုံးနော်လှဲခဲ့တဲ့၄၆၃အဲ့ဒီနေထဲမှာသုံးခါ၄ခါ၆ခါ၃၄၆လို့ ခါလုံးလုံးလှဲတဲ့လေးချောင်းကအဲ့ဒီတည်းမှာ3 4ချောင်းလို့ဒေါင်းတက်ထားတာ။နော်3 4ချောင်းဆောင်တက်တဲ့6 6ခုလို့စောင်းနေဒီဘက်မှာခွန်နောက်ပိတ်3လုံးထောင်းနေ6ခုရှိလှဲတယ်။ပြဲပြေးလိုက်6 3လို့စောင်းတက်တယ်။အဲ့ဒီမှာ3 3တက်လေးတခါပြန်လာထွက်တာ။ပြန်လာထွက်တာကအဲ့ဒါဆိုကျွန်တော်တို့စီကြောဆက်ဆက်ရ။အဓိကက3 3တက်ရဖရင်ရဲ့ဒီဘက်မှာ4 6 3လို့လှဲခဲ့လို့အဲ့ဒီ3 4 6လို့ ဆောင်းတက်တဲ့စီချောနဲ့အချိန်ကြိမ်မှာ6 6ခုဆောင်းထိုးပြီး9 3လုံးနောက်ပိတ်ထောင်းတယ်6ခုရှင်းလဲတယ်6တိတုံဆောင်းပြီးတော့အဲ့ဒီ3 3တိလေးရတခါနားခဲ့တာဟုတ်နော်အဲ့ဒါပထမတက်ကဒုတိယတက်ကလည်းကြည့်ရအောင်ဒုတိယတက်ကကလည်းကျွန်တော်တို့ပြောခဲ့တာက3ခုတိဖရိန်တဲတယ်သူနဲ့အချိန်ကြိမ်ကိုလေးလေးရှိတယ်သူ့ဘုံမှာ4 6လုံးလဲခဲ့တာလို့ပြောခဲ့တာနော်ဟုတ်ပြီအဲ့ဒီလဲတဲ့4 6လုံးခါ3လုံးကအဲ့ဒီနေ့တည်းမှာပဲ3 4 6ဆိုပြီးခါ3လုံးဆောင်းပြန်တက်တာ နော်။ဘောင်းပြန်လဲပြီး3 4 6ကနေအချိန်ငယ်အချိန်ငယ်ပြေးလိုက်6 6ခွန်လို့စောင်းနေခွန်3လုံးနောက်ပိတ်ထောင်နေ6ခွန်ရှိလို့လဲတယ်။အဲ့ဒါဆိုဒီဘက်ပြေးလိုက်6 3လုံးကောင်းထိုးတယ်။ဟုတ်တယ်။6 3လုံးကောင်းထိုးပြီးဒီနေ့အချိန်ငယ်ကြီးပြေးလိုက်အဲ့4 4လေးကနားခဲ့တာ။နာခဲ့တော့ဟုတ်ပြီကျွန်တော်တို့ကိုလေးလေးလို့ဖရင်တယ်လေ၄၆၃လို့လှဲရအဲ့ဒီလှဲတဲ့၄၆၃ကို၃၄၆လို့ပြန်ဆောင်းတဲ့စီချုံနဲ့အချိန်တိုင်းမှာကျွန်တော်တို့အဲ့ဒီလေးကိုလေးကနာခဲ့တာပဲ ဲ့ဒါဆိုတင်းတင်း3 4 5 6 9နှစ်ကျော်ရင်အဲ့ဒါဆိုဟုတ်ပြီအဲ့ဒါဆိုရင်ဒီမှာနားခဲ့တဲ့3 3တွေကို9နှစ်ကျော်တင်းတင်း3 4 5 6 9နှစ်ကျော်ကျွန်တော်တို့ပြန်ထုတ်ကြလာရင်လားပြန်ထုတ်ကြတာတော့ဘယ်နေရာမှာကစားမှာလဲဆိုတော့အခုကျွန်တော်တို့ပြောခဲ့တဲ့ကျွန်တော်တို့ပြောခဲ့တဲ့ကစ္စအနေ360လဲတယ်အဲတိတ်စီတော့လုံးက360တောင်းထိုးတယ်ငါးခုရှိလို့ပရင်ထက်တယ်အဲငါးခုရှိကိုပြည့်တယ်လိုက်ငါးခုရှိလို့ထဲပြန်ပြည့်တာအဲမှာသုံးတော့ပိတ်သုံးလုံးစောင်းခဲ့တာဒါနမူနာပြောခြင်းလေနော်အဲငါးခုရှိကနေပြည့်လိုက်ခွန်းသုံးလို့လဲတယ်အဲမှာလာမယ်တုံးတုံးတက်ကကျွန်တော်တို့ကဒီမှာ ဒီမှာလာမယ်331ကရှေ့9နှစ်ကျော်မှာလာခဲ့တဲ့331ဘယ်နေရာမှာနားလာလဲ633ရေ869တောင်းပြီးတော့93လုံးနောက်ပိတ်ထောင်းလာရဲ့တောင်းမှာလာခဲ့တဲ့331ကို93စီး3လုံးလှဲတဲ့စီးကြောကိုကျွန်တော်တို့လှမ်းထည့်ကြတာအဓိကဒါပဲเนาะဒါမှမဟုတ်သူ့ရဲ့အခြေစက်တွေတွေးမယ်ဆိုကျွန်တော်တို့ ခဏတက်ကွက်ကိုစောင့်လဲဆိုရင်စိတ်တော့ရှိရတာပေါ့နော်ဒီအထောက်နဲ့ဒီအထောက်နဲ့ထွက်နိုင်သလားပေါ့နော်ကျွန်တော်မနေ့တော့ကိုကိုကွန်ဆို9ချိန်လောက်ဖမ်းယူရတာအဲဒီကြမ်းမမိအဲဒီကြမ်းမမိဒီဖီချိုးရရပဲခဏတက်ကွက်ကိုကျွန်တော်တို့ကလှစ်ရှိရှိလူကိုစောင့်ကြည့်လို့ပဲသူကအဲဒီသူကဘယ်သွားလဲဘယ်ပြုတ်သွားလဲဟုတ်ကဲ့ရက်ကွက်မှနေတယ်နော်အဲဆိုသူ့အိမ်ကိုပဲရှင်ပြန်လာနိုင်တယ်အဲအဲ့လိုအဲ့ဒီပုံမျိုးပဲကျွန်တော်ဖီချိုးတောက်နေကြတာပြီဆိုတော့ဟုတ်ကဲ့အဲ့လိုဆိုရင်ကျွန်တော်တို့ဒီမှာကိုလေးလေးလို့တည်တယ် ်ကိုလေးလေးတဲ့လေး၄၆တုံးလေးတဲ့အဲ့ဒီနေ့မှာ၃၄၆လို့စောင်းလာတဲ့အချိန်ကအဲ့လေးကိုလေးလေးရနားခဲ့တာအဲ့နားခဲ့တဲ့လေးကိုလေးကို9နှစ်ကျော်ကျွန်တော်တို့ပြန်ထုတ်မှာဘယ်နေရာထုတ်မှာလဲကျွန်တော်တို့ဒီမှာခွန်တုံးလို့ထိပ်စီတုံးလုံးလဲလာဒီပြန်မှာ9ခွန်ရှိပရင်ရှိတယ်၃နောက်ပြီ၃လုံးတန်းတာပဲဘယ်နှကအတူတွေပေါ့နော်အဲ့မှာဒီမှာမ၃60ဆိုပြီးစောင်းထုတ်ခဲ့တယ်9ခွန်ရှိလို့တည်ခဲ့တယ်ဒီဘက်ကိုအချိန်ကကြီးတည်ရိုက်တယ်ဒီဘက်ကိုခွန်ထိပ်တုံးလုံးလဲတယ်အဲ့ဒီစီကုန်းနဲ့အချိန်ကလာမယ်ကနန်းကခွန်ထိပ်ဒီတုံးလုံးလဲတဲ့နေရာမှာလာမယ်ကနန်းကကျွန်တော်တို့ကကြိုးကြိုးလေးပဲတွေ့လိုက်တာပါ ကိုနောက်ပိတ်လုံးလုံးထောင်ပြီးတော့နားခဲ့တဲ့လေးကိုလေးဆိုကျွန်တော်ဟိုအဲ့လိုကျွန်တော်ကယူလိုက်မှာဘာလို့လဲဆိုတော့ဒါအယူရှင်းဆုံးပဲအဲ့ဒီစီလိုထဲမှာလုံးလုံးတည်တယ်လေး၆လုံးကလှဲတယ်အဲ့လှဲတဲ့လေး၆လုံးကနောက်တစ်ခါ၃၄၆လောက်ဆောင်းတဲ့အချိန်မှာကျွန်တော်တို့၃လုံးတည်လေးကလာလာတာဟုတ်ပြီအဲ့ဒီ၃၄၆လုံးလှဲတဲ့စီလိုထဲမှာမှသူကခုနောက်ပိတ်က၃လုံးထောင်ခဲ့တာနော်အဲ့ဒီထောင်ခဲ့တဲ့ခုနောက်ပိတ်ထောင်ပေးရဒီကလန်းကိုနောက်တစ်ခါကွန်ထိပ်စီ၃လုံးလှဲတဲ့ပြီးမှပြန်ထုတ်မှာဒါအယုံရှင်းဆုံးပဲเนาะအဲ့ဒါဆိုရင်ကျွန်တော်တို့ကိုလေးလေး တဲ့တဲ့ပေါ်ပြည့်တဲ့လေ၄၆၃ကလဲတာပဲအဲ့၄၆၃ကအဲ့နေတဲ့၃၄၆လောက်တောင်းထိုးတဲ့ချိန်ဒီဘက်မှာခုနောက်ပိတ်သုံးလုံးထောင်းခဲ့တာလို့လို့အဲ့တူနဲ့အချိန်ခိုင်းမှာအဲ့၄ကိုလေးလေးကနားခဲ့တာအဲ့ဒီနားခဲ့တဲ့၄ကိုလေးကိုကျွန်တော်တို့ကရုပ်ရှင်ဆုံးခွန်တိတ်သုံးချက်လဲတဲ့ဒီဘက်ကိုပြန်ထုတ်မယ်ငါပြထုတ်မယ်ဆိုတော့ဒီထဲမှာနမူနာရှိပြီလားနော်နမူနာရှိပြီလားဘာဖြစ်လို့လဲဆိုတော့အဲ့ငါးခွန်ရှိရပြီးမှာ၃နောက်ပိတ်၃လုံးတန်းခဲ့တာအဲ့လိုအဲ့ဒီ၃နောက်ပိတ်၃လုံးတန်းတာနေအောက်ကိုပြည့်စင်လိုက်တဲ့၄တိတိကသူ့ရှင်းနေကလာခဲ့တာဂလျာကနန်းလေး၃ထိပ်စီ၃လုံးတန်းနဲ့ ဖီချောဒါလူရင်းလေးပဲကျွန်တော်ဆွလိုက်တာလုံးကိတ်စီတုံးလုံးတန်းတဲ့ဖီချောရှိတယ်ဒီမှာတစ်တစ်လေးပရင်ဒီမှာရှိတယ်အဲ့တစ်တစ်လေးပရင်ကနောက်တစ်နေ့လိုက်ထွက်မှာဗီဒီယိုထွက်မှာလေသုံးနောက်ပိတ်တုံးလုံးတန်းတဲ့ဖီချောမှာလိုက်ထွက်မှာပြီးရင်ပြန်ကြမှာနော်အဲ့အဲ့ဒီမှာထောင်ပူပူတွတ်အဆက်ဆက်ကြီးပါဒီဖရင်ကြီးကပြောမယ်ဆိုရင်အချိန်ကိုအများကြီးယူအောင်မှာအများကြီးကိုမှတော်တော်ကိုအချိန်ယူပြီးရှင်းရမှာအားလုံးကတော့ချိတ်ဆက်နေတာနော်နောက်ပြီးကျွန်တော်ပြောပြမယ်နော်ဟုတ်ပြီအဲ့ဒါဆိုရင်ကျွန်တော်တို့ဒီမှာလဲ ုကျွန်တော်တို့ကဒီ quantity အတွလုံးနဲ့ကျွန်တော်တို့ကယူပြီးကစားလာယူကစားတော့ငါးကွန်ရှင်ဖလေးပေါ်မှာပဲသူကတည်ခဲ့တဲ့စီကြောကိုအဲ့မှာသူကသုံးနောက်ပိတ်သုံးလုံးနဲ့ကလာပြီးတော့အဲ့ဒါသူဒီငါးကွန်ရှင်မှာသုံးနောက်ပိတ်သုံးလုံးထည့်တာပဲဟုတ်ပြီအဲ့ဒါအဲ့သုံးနောက်ပိတ်သုံးလုံးငါးကွန်ရှင်ဖလေးကနေပြည့်စုံလိုက်တဲ့၃ညလေးကိုလည်းသူ့ရှိနေကကနန်းမယ်ဗီနီယာကနန်းလေးသူကလည်းသုံးထိပ်စီသုံးလုံးတန်းလာရဲ့ဘေးကကနန်းကနော်ဒါလေးပြောမလို့စီဆိုရင်အင်မတန်ရိုးရှင်းတယ်ပေါ့နော်သုံးထိပ်သုံးလုံးတန်းတဲ့ ကြမ်းနေရ၄၃၀ကိုနောက်တစ်နှစ်လိုက်ထွက်တော့၃တော့ပြီ၃လုံးတန်းနေစီကောမှာလာထွက်တာပြီးရင်ပြန်ကြမှာပြန်ကြတော့၆၉၉လေးထောင်ပြီးပြန်ကြမှာနော်ပြန်ကြခဲ့တာဟုတ်ပြီအဲ့ဒီ၆၉၉ကြီးကတခါဘယ်လိုလာမှလဲအဲ့ဒီ၆၉၉ကြီးဆိုတာဒီဘက်မှာ၉၉၆လို့ထောင်ထိုးတာနော်အဲ့ဆိုဒီဘက်မှာ၉၉၆လို့ထောင်ထိုးခဲ့တာအဲ့ဒီ၉၉၆နဲ့အချိန်ကြီးမှာတခါတစ်ခွန်ရှိတည်းဇောင်းတက်ခဲ့တာနော်တစ်ခွန်ရှိလို့ဇောင်းတက်လိုက်တော့ဟုတ်ပြီအဲ့ဆိုရင်ကျွန်တော်တို့စီတော်ကစားတော့မယ်နော်ဒါကနမကြည့်တဲ့လူကရှင်းလို့ရတာပေါ့နော်ကျွန်တော်၄၉၄ကိုပြပေးလိုက်ပြီပြပေးလိုက်ပြီဆိုတော့ ဒီချိချင်းသွားရအောင်ဒီချိချင်းသွားရအောင်ဆိုတော့ကျွန်တော်တို့ဒီ3ခုတက်ကိုလေးလေးစတဲ့လေး6တုံးလှဲတယ်လို့ပြောခဲ့တာ6တုံးကနေပြေးလိုက်တစ်6နှစ်နဲ့၄၈ခွန်ဖရင်ကို2 3ခွန်5ဆောင်းထိုးပြီးတော့9လေး3ဆောင်းထိုး5 3ဖရင်တဲတယ်လို့ပြောခဲ့တာအဲ့ဒီ6ချုံထဲမှာသူက6တုံးညာ3ဆိုပြီးနောက်ပိတ်တုံးလုံးသူစောင့်တက်ခဲ့လားနောက်ပိတ်တုံးလုံးတက်တာ6တုံးညာ3အဲ့ဒီကသူကစတဲ့ကိုလေးလေးနဲ့ နော်အဲ့ဒါဆိုကျွန်တော်တို့ဒီဘက်ကလည်းပထမကတ်ကြည့်အောင်ပြောမှာဖြစ်နေ3-3လို့တဲ့3-3လို့ဖြစ်တယ်4-6-3လဲတယ်အောက်ပုံပြင်ဆင်လိုက်2-6-3 4-4လေးရှိတယ်အဲ့ဒါဆို2-3-5လို့အောင်းထိုးတယ်နော်သူလက်ချိန်ခိုင်မှာ5-3စောင့်ပြီးတော့ね5-3ခရင်တဲတာတဲတဲ5-3ကဘိုးဘက်ကလာခဲ့တာနောက်ပြီးတော့ပါလာအောင်ပေါ့နော်ဟုတ်ပြီအဲ့ဒီစီတော်ထဲမှာလည်းသူကထောက်တုံညာ3ဆိုတယ်နောက်ပိတ်3လုံးစောင့်ထိုးပြီးတော့တက်ထားတယ်စီတော်ကကစားထားတာဟုတ်အဲ့ဒီနောက်ပိတ်3လုံး6တုံညာ3နောက်ပိတ်3လုံး6တုံညာ3တွေက သူက630 frame တွေတဲရအမှန်တော့630 1 2 3 4 5နှစ်ကျော်တဲ့အချိန်မှာငါ630 frame အဲ့လိုတွေတဲခဲ့တာအဲ့ဒီ630တွေကဘယ်ကလာလဲအခုကျွန်တော်တို့ကစားခဲ့တဲ့360ဆိုတဲ့အထိသီးသုံးလုံးစောင်းခဲ့တဲ့စီကြောထဲမှာအဲ့9ခွန်ရှိတွေတဲခဲ့တာအဲ့9ခွန်ရှိတွေပြည့်တက်လိုက်တာအဲ့ဒါဆိုရင်ဒီဘက်မှာအဲ့ဒီ9ခွန်ရှိကနေခွန်ကိုထိသီးသုံးလုံးလှည့်ပြီးကြည့်တော့ရောက်တဲ့330တွေကအဲ့ဒီ360နဲ့အချိန်ကြီးဖြစ်လာပဲကျွန်တော်တို့အဝေးကြီးပဲနော်ဟုတ်အဲ့ဒါဆိုရင်ဒီဘက်ကလည်း360လို့တောင်းထိုးတယ်9ခွန်ရှိတဲတယ်သူကနေပြည့်တက်လိုက်9ခွန်ရှိအချိန်ကြီးနော်ရောက်ပြီအဲ့ညာနေမှာခွန်ထိပ်သုံးလုံးလှည့်တာ အဲ့ဒါဆိုပြီးရင်အဲ့360နဲ့သူကပတ်သက်ချက်ကပန်းနေလာနော်ပန်းနေတော့အဲ့360ဟုတ်ပြီအဲ့ဒါဆိုရင်အဲ့ဒီပုံမှာတခါဇောင်းထုတ်ခဲ့တဲ့ငါးလေးသုံးလေးငါးသုံးဖရိတ်နေရဘယ်ဟန်လာလာလဲဆိုတော့ကျွန်တော်တို့ဒီဘက်မှာ39သုံးလို့လှဲတယ်နော်နှစ်လေးငါးဇောင်းထုတ်တဲ့839ဖရိတ်နဲ့တဲတယ်နဲ့သူကစားခွက်တင်ပြောတော့အဲ့ဒီ839ကဒါနဲ့အဲ့ဒီ839ကတဲတယ်အဲ့ဒီ839ကနေပြေးလိုက်39လေးဖရိတ်တဲတာဒီဘက်မှာ၄တင်းနေလို့အခါတော့လှဲခဲ့တာအဲ့ဒီ၄တင်းနေနဲ့39လေးလေးမှတ်လိုက် နော်ဒီဘက်မှာလည်းမထူးဘူးကျွန်တော်တို့ဒီဘက်မှာ3ည9 3လို့လှဲတယ်အဲ2လေး5စောင်းတယ်သူက950လို့တည်နေတာအဲ950ရနေဒီဘက်ကိုပြေးလိုက်3လေး5နဲ့3လေး5ကတည်ခဲ့တာပဲ၄တိနှစ်ကခါတုံးလို့ထည့်ပြီးကစားခဲ့တာသူတို့ကျန်တာက3လေး5က၄တိနှစ်ခါတုံးလုံးနဲ့တခါတွဲခဲ့တာနော်တွဲခဲ့တော့အဲ့3ငါးလေးတွေမှာအခုဒီဘက်မှာ9လေး3လို့တောင်းထုတ်ပြီးတော့ကျွန်တော်တို့ငါလေးသုံးဖရိတ်လေးလာထည့်သွားတာ။အိုးငါလေးသုံးဖရိတ်လေးလာထည့်သွားတာ။ဟုတ်ပြီ။အဲ့ဒီသုံးငါးလေးဖရိတ်နဲ့အကျင့်ကြီးက၈၃၅ဆိုရက် ကနန်းကတနေ့နှစ်နှစ်ကျော်လို့ရှိရင်၄90လို့သုံးထုတ်ပြီးတော့၈၃ညာနာတကပရင်ပြည့်မှာပရင်ပရင်ပြန်တည်တယ်ပေါ့ဗျာနော်အဲ့ဒါဆိုရင်ကျွန်တော်တို့ဒီဘက်က၃ငါးလေးနဲ့တည်ခဲ့တယ်ငါး90လည်းနှစ်နှစ်ကျော်တဲ့အချိန်မှာ၄90ညာရလို့သုံးထုတ်ပြီးတော့ငါ့လိုညာငါပရင်ပြည့်တည်ခဲ့တာတည်ခဲ့တော့ဟုတ်ပြီအဲ့ဒီ၄90ညာလို့သုံးထုတ်တဲ့သုံးထုတ်ပြီးကစားတဲ့စီချောကဒီစာပြထဲမှာမနေဘူးပါတယ်နော်သူအဓိကကတော့သူက deadline နေရာနေပြီးတော့စပြီးခွဲတာ ဘယ်ကနေလာကြလဲ69ခုနဲ့မှာ80 9400လို့လှည့်ပြီးတော့အဲ့ဒီ9400လူနဲ့တရန်းနဲ့မှာ9400လို့တဲပေါက်တာအဲ့သူနဲ့တရန်းနဲ့မှာ9400လို့လှည့်ပြီးသူနဲ့တရန်းနဲ့မှာ9400လို့စပြီးတော့ပိန်ကြီးတဲရဲတာကျွန်တော်ပြောမယ်ဆိုဒါဒီမှာအများကြီးပေါ့နော်အဲ့ဒီမှာပြောတော့အဲ့ဒီ9400ကြီးကဒီမှာ9300တောင်းထုတ်ပြီး8300 9000ရှေ့နှစ်နှစ်ကျော်လာခဲ့တာသူနဲ့တရန်းနဲ့မှာမှာ3500တဲတာအဲ့ဒါဆို9300 9500ရှေ့နှစ်နှစ်ကျော်လာခဲ့တာအဲ့ဒီ9500တဲနဲ့မှာသူ3500တဲစတဲရဲတာဒါလည်းကဟုတ်ပြီအဲ့ဒီ9300တောင်းထုတ်တဲ့အဲ့ဒီရဲ့ down မှာ8300 9000လာပေါက်ပြန်နဲ့နှစ်နှစ်300 ဟုတ်ကဲ့နော်နိမ့်နေတုံညာနေပြည့်တက်လိုက်တိရှိခွန်ပြည့်တက်လိုက်တုံညာခွန်6ဆိုတဲ့ဒါကစီရောကြီးကိုတခတ်တဲခဲ့တာမတားလိုက်တုံညာခွန်6ရဲ့တိရှိခွန်ရဲ့နိမ့်နေတုံညာရဲ့နော်ဟုတ်ကဲ့အဲ့ဒါဆိုရင်ဒီဘက်မှာလည်းလေးခွန်တုံညာလို့ဇောင်းထုတ်တာနဲ့ဒီဘက်ပြေးလိုက်ရင်ကျွန်တော်တို့နှစ်တုံညာနှစ်အရှိခွန်တက်နဲ့6ခွန်10လို့ဒါကဖြစ်ခဲ့တော့နော်ဖြစ်ခဲ့တော့အဲ့ဒီ6ခွန်10တွေကတခါဘယ်ရလာမှာလဲနော်6ခွန်10ကကျွန်တော်တို့ဒီမှာဟိုဒါခဏငါပြီးသွားပြီနော်စီရောကိုဟို စိတ်မရှိလို့မကြည့်ကျင်တဲ့လူဆင်းလို့ရတာပေါ့နော်ကျွန်တော်လေးလေးပဲအဲ့စီတော့ကို63လို့ထောင်းတာ430လို့ဆောင်းတာ738ဖရင်တဲခဲ့တာပြီးရင်သူ့နဲ့အချိန်ကမှအဲ့698တဲတာပြီးရင်693ကွန်တဲတာဒီ698ဆိုတာကအဲ့တော့ပြီးတော့ကျွန်တော်တို့ရှေ့ရနေလာခဲ့ပါအဲ့ဒါဒီကျွန်တော်ဖြတ်လိုက်တော့တိတ်တားမလို့တားရှုံတော့ဒီနားလေးမှာသူကဘတ်တွေပေါ့အဲ့တော့သူကလည်း63လို့ထောင်းနေ738ဖရင်တဲတာ430ပြီးရင်698ဖရင်နဲ့693ကွန်တဲတာနော်693ကွန်နဲ့698နဲ့ဒီမှာလည်းတဲခဲ့တာနော်အဲ့ဒီ693ကွန် တဲတဲ့အချိန်မှာသူက၄၃၀သောင်းထုတ်တာအဲ့၄၃၀တွေကအဲ့၆၃၉ခွင့်ကနေဒီဘက်အောက်လှည့်ပြေးလိုက်၄၃၀လို့တခါလာပြီးပေါက်ပြီးထည့်တာသူပေါက်ပြီးမထည့်ခင်မှာအဲ့၄၃၀တူမှာရှေ့၅နှစ်ကျော်တင်းနှစ်၃နှစ်၅နှစ်ကျော်မှာအဲ့၆၃၉ခွင့်နဲ့တွဲခဲ့သေးတာ၄၃၀၆၃၉ခွင့်နဲ့တွဲခဲ့တာဘာဖြစ်လို့လဲဆိုတော့၄၃၀လို့သောင်းထုတ်တာနဲ့အချိန်က၆၃၉ခွင့်ကတဲခဲ့လို့နော်အဲ့လိုဒီမှာလေ၄၃၀သောင်းထုတ်လို့၆၃၉ခွင့်လို့ဖြစ်ခဲ့လို့ တခါလေး30နဲ့6တုံညာခုံတွဲခဲ့လေးတာပြီးတော့မှအဲ့လေး30တွေဒီမှာအချိန်ကြီးတွေလိုက်ခဲ့တာလိုက်တယ်တော့ဒီဘက်က6တုံညာခုံနေတယ်တန်းနေပေါ့ဗျာအပြင်မြင့်နဲ့ကစားခွက်ပေါ့နော်ဒါဒါ6 9 10တွေအဲ့ညာဒီဟုတ်ပြီပြည့်စင်လိုက်အောင်မှာ9 80ရှိတယ်9 80ရှိတယ်ပြီးတော့လေဒဗင်အနေမြင့်ကစားထားတာပဲဒဗင်မြင့်နဲ့စီကြောပေါ့ဒီဘက်ကအဲ့ဆိုသူ့နဲ့အချိန်ကြီးမှာသူက9 80လေးတွေတခါတင်ခဲ့တာနော် ဟုတ်အဲ့တဲခဲ့တဲ့အဲ့စီတော်ထဲမှာဒပင်အမြင့်နဲ့ကစားထားတဲ့အဲ့ဒီခွန်ရှင်လေးတွေခွန်ရှင်လေးတွေကခုနကကျွန်တော်တို့ဒီမှာနှစ်၆တင်းတဲ့ခွန်ရှင်လေးလိုလာတွဲတာလာတွဲတဲ့အချိန်မှာအဲ့၄၆၃ကလှဲပြီးခဲ့တာသူ့ရဲ့ထောက်မှာ၃၃တိကတကဲခဲ့တာ နော်ဟုတ်ပြီအဲ့ဒါဆိုရင်လေဒီမှာလေကိုလေးလေးလို့တည်တော့၄၆သုံးလဲတာပဲ၄၆သုံးရဲ့ဒီဘက်မှာကျွန်တော်၆တင်းနဲ့၄ရှိကွန်လို့လာကြတာအဲ့ဒီ၄ရှိကွန်ကဒီစီကြောထဲမှာကျွန်တော်တို့ဒီမှာကစကားတော်တယ်စီကြောထဲ၄ရှိကွန်ကြီးကဒီဘက်မှာ၁၆တင်းတင်နဲ့လာပြီးတွဲရောဟုတ်ပြီအဲ့ဒီ၄ရှိကွန်နဲ့တင်းတွဲတဲ့၆တင်းနှစ်တွေကတခါဘယ်ကလာခဲ့တာလဲတခါသူက၆၅ရှိနဲ့တခါတွဲရတာ၆၅ရှိကနေပြီးတယ်၆တင်းတင်းတုံးတက်ကလေးပြေးလိုက်တုံးများခွန်ခွန်လို့ခါတုံးလုံးလဲတယ်ငါးခွန်တုံးကအောက်ကိုပြန်ကြလာနော်ပြီးမှခွန်၆တက်ဖရင်တွေတဲတာနော်၈၄၃တွေတဲတာအဲ့ရနေသွားလိုက်ခွန်၆၃တွေငါးခုလေးတွေအဲ့ဒီကလေးရောက်လာ เนาะร้องสั่นเนี่ยอ๋อโหบ่เออกระเพียงลงตัวอ่ะอะกงลงโหตู้อะกั่นเล้งเนี่ยตู้บ่เนาะตู้กั่นเล้งเนี่ยตู้ตู้อ่ะฉိတ်เสร็จပြီးတော့ဒီกองก็ต๊าနေอ่ะเนาะအဲ့တော့ဆိုရင်ဒီမှာလဲကျွန်တော်တို့ไม่ยอมเลยဒီမှာဒီမှာกระดาษกระเดะติช่องนี้เนี่ยล้วยกระเดะ၄ชิ้นคนน่ะแหละไอ้၄ชิ้นคนน่ะตู้อ่ะဒီမှာชี้อ่ะลาแกတို့ပြောแกล่ะဟုတ်ပြီအဲ့တော့ဆိုရင်ဒီติช่องนี้တွေကတော့ဘယ်ရလာแกล่ะကျွန်တော်တို့อ่ะ ရှင်းအဲ့ဒီချောင်းလေးကလည်းသူကရှေ့ရလာခဲ့တာတိချောင်းလေးကတုံများကွန်ကွန်လေးတွေ390ရဟုတ်ကူပြန်ကြတာပြန်ကြပြီးတော့မှလူနဲ့ဂျင်ကိုကွန်6တိတိ36လေးတွေဒီမှာ360လေး59လေးဖရင်တွေသူတည်ခဲ့တာနော်တည်ပြီးတော့ဟုတ်ပြီအဲ့ဒီချိန်မှာသူကဒီချောင်းလေးကတုံများကွန်ကွန်လှဲတာနဲ့တွဲခဲ့ပြန်ရောအဲ့တုံများကွန်ကွန်ကြီးကတခါရှေ့မှာလူနဲ့တွဲခဲ့တောင်ဆိုအခုကျွန်တော်တို့ကစားခဲ့တဲ့တုံများ6ခွန်ထောင်နဲ့အဲစီးကြောမှာကွန်90ဖရင်တွေကတည်ခဲ့တာအဲ့မှာတုံများ6ခွန်ခါတော့လုံးထောင်လေးစီးကြောမှာကွန်90တွေကတည်ခဲ့တာ ဟုတ်တယ်နော်အဲ့ခွန်ခွန်နဲ့ဆင်းလေးမှာပြေးလိုက်ရင်တခါရှစ်ခွန်လေးဆောင်ထိုးတာဒီဘက်မှာလေးလျှောက်သုံးတခါဆောင်ထိုးတာနော်အဲ့မှာပတ်သက်နေအဲ့ရှစ်ခွန်လေးဆောင်ထိုးတယ်လေးလျှောက်သုံးကအချိန်ကြီးဆောင်ထိုးတာဆောင်ထိုးတဲ့ရှစ်ခွန်လေးတွေကအခုကျွန်တော်တို့ပြောတဲ့ခွန်ရှစ်လေးတွေပဲနော်ဒီဘက်မှာနှိမ့်လျှောက်တင်းနဲ့တွဲခဲ့တဲ့ခွန်ရှစ်လေးတွေပဲဟုတ်ပြီအဲ့ဆိုရင်ဒီဆောင်ထိုးတဲ့လေးလျှောက်သုံးကရောအဲ့ဒီလေးလျှောက်သုံးကကျွန်တော်တို့ဒီကနန်းစတယ်ပြီးတော့သုံးသုံးတစ် စတယ်ပြီးတော့လေးလျှောက်သုံးကလှဲခဲ့တာပြီးတော့သုံးလေးလျှောက်လို့စောင်းခဲ့တာအဲ့ဒီသုံးလေးလျှောက်တွေကဒီမှာရှစ်ခွန်လေးနဲ့လေးလျှောက်သုံးလို့ဖြစ်ပြီးတာနဲ့အဲ့ဒီမှာတခါ900လို့တခါလာခဲ့ မထုကျွန်တော်အဲ့လေလိပ်ပတ်လည်အောင်ပြောလိုက်မယ်900လို့ထည့်ပြီးအဲ့900ဟန်နေအောက်ကိုဆင်းလိုက်သုံးရတင်းနေလေးတစ်ခွန်းနှစ်ချောက်ခွန်းကျွန်တော်တို့က434နဲ့နှစ်သုံးချောက်ခွန်းဆိုတဲ့စီကြောယူတခါတဲပြီးကြတာရောနော်အဲ့ချိန်မှာသူက900ဟန်နေပြီးတော့အစာပြည့်ခဲ့လာဟုတ်ပြီအဲ့ဒီ900ဟန်ကဘယ်ရလာဖြစ်လာပြန်နော်အဲ့ဒီ900ဘယ်ရလာဆိုသူကဒီစီးထဲကနေထွက်မတော့ဘူးကျွန်တော်တို့653ထောင်နဲ့838ကပေါက်ပြီးထည့်လာ နော်ဟုတ်အဲ့ဒီ8380ပေါက်ကြီးကဒီဘက်မှာကျွန်တော်တို့8380လို့လှဲတဲ့အချိန်မှာသူ့ပေါ်မှာထောင်ခဲ့တဲ့653ကအဲ့ဒီ8380လေးနဲ့အချိန်ကိုင်းမှာ653တူတယ်ဖရိတ်တယ်ခဲ့တာတည်ပြီးတော့မှအဲ့653ကနေပြည့်တယ်လိုက်3900ဇောင်းထိုးတာဇောင်းထိုးပြီးရင်တခါသူကခွန်လေးရှိလို့ပြန်လှဲပေးတာပဲ ်နော်အဲ့ခွန်လေးရှိတော့အခုဒီကသားကိုထဲမှာအခုကျွန်တော်တို့ကသားနေတဲ့ခွန်ချီလေးနှစ်ချောင်းတိဟုတ်ရှိတယ်မှာအများကြီးတပင်တိမ့်မြင့်ကသားနဲ့ခွန်ချီလေးတွေနော်အဲ့မှာဆောင်းထိုးတဲ့3 9 3 9မှာကျွန်တော်တို့ဒီနေရာမှာအဲ့4 6 3နဲ့အကျင့်လိုက်မှာအဲ900လေး3 9 4 4 6 9ဆိုတဲ့အဲ့4 3 2 3 9ဆိုတဲ့ကသားကွက်ကြီးကိုတေးတာနော်အဲ့ဒါဆိုရင်သူကလည်းဒီပုံမှာ8 3 8ကလာလာပဲ15 3ထောင်လာပဲ နော်8380လို့တည်တယ်1900လို့ထောင်တယ်အဲ့ဒီတည်တဲ့8380ကကျွန်တော်တို့ဒီဘက်မှာ8380လို့လှဲတဲ့အချိန်မှာသူ့အပေါ်မှာထောင်ခဲ့တဲ့6900က6900ဆိုပြီးတွေ့ပေါက်ပြီးလာထက်တာပြီးရင်900 300 900ထောင်ထုတ်ပြီး8480လို့လှဲခဲ့တာပဲနော်လှဲတဲ့8480ကအခုကစားခွက်ထဲမှာကြောက်တင်းနေနေတွေ့တယ်8480ရှင်းမှာကျွန်တော်တို့တပင်အလေးမြင်ကစားခဲ့တဲ့8480နော်ထားလိုက်တော့ဒါလူရင်းလေးတွေချိန်လိုက်တာချိန်လိုက်တော့ဟုတ်ပြီအဲ့ဒီပုံမှာစောင်းခဲ့တဲ့900ဟာမှာကျွန်တော်တို့ဒီနေရာမှာ900ဆိုပြီးတော့လာတဲ့တဲ့အချင်းဘယ်နေရာမှာတဲတာလဲသူကလည်း ရှိခွန်လေးလိုတောင်းထုတ်တယ်ဒီဘက်ကိုပြေးလိုက်ခွန်ခွန်20ဖရင်ရှိတာပဲတုံညာလေးခွန်စောင်းတာပဲတုံညာလေးခွန်ခွန်ခွန်20နေပြေးလိုက်ရှိခွန်လေးတောင်းထုတ်ပြီးသူ့ပေါ်မှာ၄၆ဒုံစောင်းတက်ပြီးတော့မှအဲ့900ဖရင်ကြီးကိုစတယ်တာပြီးရင်တုံညာတင်းနေခွန်တင်လေး26ခွန်နဲ့လေးလေးပုံတုံညာခွန်နှစ်နော်အဲ့ကစားခွက်ကြီးကစားလိုက်တာကစားလိုက်တော့နည်းပြောရင်းနဲ့ခုနအမပေါ်လာတော့ကျွန်တော်ဘာပြောမလို့လဲသူကဘလို့ကောင်းလဲဒီဖရင်ကြီးအခြေဆက်ကြီးပြောမယ်ဆိုရင်ပြောလို့ရမပြီးတော့ဘူး ပြောလို့မပြီးတော့အဲအဲ့ဒီအချိန်မှာကျွန်တော်တို့ကအထိုင်တိုင်းတည်ခဲ့တဲ့1953 38 6538 38ဒီ38အထိုင်တွေကိုသူကတခါဒီဘက်မှာကျွန်တော်တို့ကပုံဟိုဟိုထွက်ထွက်တော့ထွက်ပြီးသွားပြီပေါ့ဗျာအသားချောင်းနေတဲ့ကနန်းနေပေါ့နော်ကနန်းနေဆိုတော့ဒီဘက်မှာလာထွက်ရင်38လို့ဒဲထွက်တဲ့အချိန်338လို့လှည့်ပြီးထွက်မှာ ုံးတုံညာရှိနောက်ပိတ်တော့ကိုထွန်းပြလည်းဒါပြောတော့ပါလေနော်သူလည်းနောက်ကျင်ချောင်းတာနော်ကျွန်တော်လည်းတုံးတုံညာရှိလို့လှည့်ပြီးတော့ပေါက်နိုင်တယ်ပေါ့အဲ့ဒါဆိုရင်ကျွန်တော်တို့ဒီမှာတုံးတုံညာရှိလို့လှည့်ပြီးတော့ဒီနေရာမှာတုံးရှိရှိပေါက်နိုင်တယ်ပေါ့ဒါပေမဲ့အကြိုက်ကြီးတော့မဟုတ်ဘူးသူကဈာထဲမှာကစားခွက်တွေကတောက်တွေကဟိုလိုပေါ့နားခဲ့တဲ့အပင်ဟာမရှိခဲ့ဘူးဒါပေမဲ့ဒီနေရာမှာကစားလို့ရတယ်ပေါ့နော်အဲ့ဒီ သုံးတုံညာရှိကဘာလို့လှဲကျင်တာလဲဆိုတော့ကျွန်တော်တို့ဒီကစားကွက်ထဲမှာအခုနေကကျွန်တော်တို့ပြောခဲ့တဲ့နှစ်နှစ်တုံညာကစားကွက်ဒီကျွန်တော်တို့အပေါ်ကိုတက်လိုက်ရင်တိရှိခွန်နေ6တုံညာခွန်နေလို့ပြောခဲ့တာသူနဲ့ကြိတ်ခိုင်းမှာ380ဖရင်ကတည်ခဲ့တာနော်ဒီမှာဒီဘက်မှာလည်းနှစ်နှစ်တုံညာတွေရှိခွန်တည်တည်690တွေနဲ့အာပြတ်တော့မယ်နော်690တွေနဲ့တည်တဲ့ချိန်အဲ့တုံညာရှိတုံကတခါဖရင်တည်ခဲ့တာအဲ့တည်ခဲ့တဲ့တုံညာရှိတုံတွေကကျွန်တော်တို့ဒီနေရာမှာတုံညာ380ထောင်ငယ်သေးတာကျွန်တော်ဆိုလားနော်ဇလန်းတွေကအဲ့တုံညာ380ပေါ့ညာ အဲ့ဒီအဲ့ဒါသူနဲ့တရန်နဲ့၃ညာ၃နှစ်ဆိုပြီးထောင်ငယ်လေးတော့အဲ့ထောင်ငယ်တဲ့၃ညာ၃တွေကိုကျွန်တော်တို့ကဒီနေရာမှာ၃ညာ၈လှဲကျင်တာအဆက်ဆက်ကညတုံးလေးဒီနေရာမှာ၃ညာ၈ရှိမှာစီတော်နဲ့၃ညာ၈လို့လှဲကျင်တာဒီနေရာမှာ၃ညာ၈လို့လှဲကျင်တာအဲ့မှာသူကအပေါ်မှာတင်သွားတာပေါ့နော်တခြားအချိန်နဲ့အဲ့အချိန်မှာသူကအဲ့တလန်းတွေက၉ရှစ်ခွန်အများကြီးပေါ့ဗျာဒီမှာ၉ရှစ်ခွန်တွေထောင်ခဲ့တာအဲ့ကျွန်တော်ပြောဦးပါတယ်ကိုရှိခွန်နေထောင်ရတာအဲ့ဒီကိုရှိခွန်နေထောင်ကိုရှိခွန်နေထောင်တော့အဲ့ဒီကိုရှိခွန်နေကကျွန်တော်တို့ဒီဘက်မှာ ပေါက်သီးလာထင်မှာပေါက်သီးလာထင်တာကိုရှိခွန်လို့ထင်မှာကိုရှိခွန်လို့ထင်ပြီးသူ့အပေါ်မှာ၄ဘိတ်၄ဘိတ်၄ဘိတ်၄တိ၄လို့ဖြစ်ပြီးခွန်တိသုံးဖရင်တဲမှာအဲ့ချိန်မှာကိုရှိခွန်နဲ့ခွန်တိသုံးအဲ့ဒီခွန်တိသုံးကခုဒီစီကျောထဲမှာကျွန်တော်တို့စတယ်တဲ့ချိန်စထောက်ပြီးရတဲ့သုံးခွန်တိနဲ့ကိုလေးလေးကျွန်တော်တို့ဒီဘက်ကသုံးခွန်တိနဲ့အဲ၃၃၁ဆိုပြီးတော့ထောက်ပြီးရတဲ့စီကျောနော်အဲအဲ့တော့ဆိုကျွန်တော်ဒီမှာလဲတခါကိုရှိခွန်ကတဲပြန်ရောအဲ့ဒီကိုရှိခွန်ကပေါက်သီးလာခဲ့တာပဲ တန်နေအောင်အားရှုလို့ကျွန်တော်ဖြုတ်လိုက်တာကိုရှိခွန်ခုနဒီမှာအဲ့ဆိုရင်တနည်းနည်း3 4ငါးနည်းကျော်ကိုရှိခွန်တဲတော့၄တနည်းကနောက်ပိတ်တော့လုံးလဲရတာပြီးရင်3ခွန်တဲလို့တည်ခဲ့တာပဲအဲ့ဒီ3ခွန်တဲတွေမှာကျွန်တော်တို့ဒီဘက်ကစတည်ခဲ့တဲ့3ခွန်တဲတွေနော်ခုကစားခွက်တွေကိုတိုင်းကအများကြီးပေါ့နော်အဲ့မှာအဲ့ဒီ၄တနည်းအဲ့လေးတင်းနေတယ်အခုဒီထဲမှာကျွန်တော်တို့ကားသုံးလုံးလေးတင်းနေလဲပြီး၃ငါးလေးတွေကစားခဲ့တာအဲ့လေးတင်းနေကလေးလဲပြီးတော့ဒါက၃လေးငါးလေးကစားခဲ့တာကစားပြီးကစားရုံနဲ့မကအောင်အဲ့လေးတင်းနေတွေကတခါဒီဘက်မှာပရင်တွေတဲတွေတဲကဲတော်ကြသူမပြီးပြီ တနည်းလေး frame data ဆိုရင်အဲ့အမှုတနည်းလေးကို frame data တနည်းနည်းနဲ့တနည်းလေးနဲ့ငါးနှစ်ကျော်ရင်အဲ့တနည်းလေးက frame data အဲ့မပြီးတော့သူစီတော့ကြီးကဒါဆက်မိလို့ကျွန်တော်ပြောလိုက်တာပြောလိုက်တော့ဒီကဏ္ဍလေးကိုကျွန်တော်စောင့်ကြည့်မယ်ကဏ္ဍမယ်နော်ဒါပုံမှန်နဲ့ပြောရင်အဲ့ကြတော့အခုပညာစပြီးကျွန်တော်ဖမ်းလိုက်ပြီဘာနဲ့ဖမ်းတာလဲဆိုတော့ကျွန်တော်တို့ခွန်နောက်ပိတ်သုံးလုံးထောင်နာရဲ့ခွန်နောက်ပိတ်သုံးလုံးထောင်နေဒီမှာလဲခွန်နောက်ပိတ်သုံးလုံးထောင်နာတဲ့စီကြောနဲ့အကျဉ်းကက်ကသုံးလုံးတွေကိုခွန်ထိပ်စီသုံးလုံးလှဲတဲ့စီကြောမှာအရင်စဖမ်းပြီး နော်အဲ့လားဆိုရင်ကျွန်တော်တို့ဒီမှာခွန်တော့ပိတ်သုံးလုံးထောင်နဲ့စီကြောနဲ့အချိန်ကြိုက်ကဟောဒီလေးကိုလေးကိုကျွန်တော်တို့အဲ့ဒီခွန်ထိပ်စီသုံးလုံးလှဲတာနဲ့ပထမဆုံးကျွန်တော်တို့စဖမ်းမိစဖမ်းပြီးတော့အဲ့တော့ကျွန်တော်တငယ်ချင်းတွေလည်းအခုဘွဲမထွက်ခိုင်းရင်လည်းနောက်ဘွဲကိုဒီကနန်းလေးတခြားဆရာပြပြလာနဲ့ဟိုဘောတိုက်ဆိုင်ခဲ့ရင်ထိုးထိုးတင်နေပေါ့နော်ထိုးတင်နေဆိုတော့ပါဝါတွေပြီးရှင်းနေလို့တစ်ချောက်ပြီးရှင်းနှစ်ခွန်ပြီးရှင်းသုံးချက်ပြီးရှင်းအဲ့လိုလေးကိုမရှင်းဘူးလို့မပြောနိုင်ဘူးနော်မပြောနိုင်ဘူးအဲ့ကျွန်တော်လေးကိုလို့တကယ်လို့ ရှင်းမဲ့ပွဲမျိုးတွေ့ရင်ဒီကဏ္ဍလေးကို၄၄၉ဆိုတဲ့ကဏ္ဍလေးကထွက်လို့ရပါတယ်เนาะ၄၄၉ရှိတယ်လို့ကိုကိုလေးလည်းရှိတယ်เนาะအဲ့ဒါကျွန်တော်ဖရင်ပြန်တွေ့ရင်တော့ကျွန်တော်ပြန်တင်ပေးအောင်เนาะအမေအခုလောလောဆယ်တော့အဲ့၄၄၉လေးအမှတ်ရလို့ပြန်ပြလိုက်တော့ Okay အားလုံးကောင်းကောင်းကြပါလိမ့်ကျွန်တော်စောစောလေးတင်ပေးလိုက်ပါတယ်၄၄၉ပြီးရှင်း၄၄၉ပါเนาะအားလုံး